အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရမလိုပေါ့နော်ကျွန်တော်ကဒီ preposition of the time အချိန်လေးကိုပြောတဲ့အခါမှာအသုံးပြုတဲ့ပေါ့နော် preposition လေးကြောင့်ကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အဲ့တော့ဘယ်လိုအချိန်လေးရဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် preposition နဲ့သုံးမလဲဆိုတာလေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။စမယ်နော်။ Okay preposition of the time အလွယ်လေးမှတ်လို့ရအောင်ပေါ့နော် at on in Okay အရင်ဆုံးကျွန်တော်တို့ at နံပါတ်1 at ကိုကျွန်တော်တို့ဘယ်နေရာမှာသွားပြီးတော့လေဘယ်အချိန်နဲ့သွားတွေ့မလဲဆိုလို့ရှိရင်တိကျတဲ့အချိန်နာရီနောက်ပွဲတော့အဲ့လိုတွေမှာဆိုလို့ရှိရင် at ကိုသုံးပါလေရှင်းဥပမာအဖြစ် at 2 o'clock နံနာရီမှာ now ပွဲတော်တွေ at christmas christmas ပွဲတော်မှာပေါ့ okay now နောက်တစ်ခုကျွန်တော်တို့ on on မို့ကျွန်တော်ဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်နေ့ရက်တွေတို့ရက်စွဲတွေတို့ ကျွန်တော်အဲ့ဒီရဲ့ရှေ့မှာကျတော့ on go သုံးပါတယ်ရှင်။ဥမာအဖြစ်တနင်္လာနေ့မှာလို့ပြောခြင်း in monday လို့လို့မရဘူး at monday လို့လို့မရဘူး on monday နော်ဒါပေမဲ့ march လာစနေနေ့မှာဆိုလို့ရှင်လေ on 12th march on အသုံးပြရတယ်ပေါ့နော်။ okay နောက်တစ်ခု in in ကိုကျတော့ဘာနဲ့တွဲသုံးမလဲ week ကျွန်တော်ပေါ့နော် week ဆိုလို့ရှိရင်ကျွန်တော်ရတဲ့ဘက်ဆိုလို့ရှိရင်လည်း in နဲ့တွဲသုံးတယ်ဥမာပထမတစ်ပတ်မှာဆိုလို့ရှိရင် in first week နော်နောက်ကျွန်တော်တို့ season ရာသီဥတုတွေဆိုလို့ရှင်လဲ in တော့တော့နေ in summer နေရာဒီမှာ in winter ဆောင်းရာဒီမှာ okay နော်နောက်တစ်ခု month လာရီခုနရက်တွေကြတော့ကျွန်တော်တို့ on နဲ့တွဲတယ်နော်လတော့ခုနှစ်တော့ကြတော့ in နဲ့တွဲမှာပါရှင့်ဥပမာ in april april လာမှာ in 1990 1990ခုနှစ်မှာ decade ကျွန်တော်ဆယ်စုနှစ်ကိုပြောမယ်ဆိုလို့ရှိရင် in မှာပဲ in a decade ဆယ်စုနှစ်တခုမှာပေါ့ century ကျွန်တော်တို့ဒါရာစုနှစ် eighth century ရာစုနှစ်တခုမှာ okay เนาะအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒါ in ကိုသုံးတာပေါ့ကျွန်တော်ခုနကတော့ကျွန်တော်ဥမာနေကင်းတခင်းရဲ့ပေါ့เนาะ past of the day လို့ခေါ်တဲ့နေကင်းတခင်းရဲ့ပေါ့เนาะကျွန်တော်အဲ့ proposition လေးကြီးချတော့ကျွန်တော်ကဒီ past of the day ပေါ့เนาะအဲ့ဒီရဲ့သင်ခန်းစာ video file လေးမှာကျွန်တော်ကရှင်းပြထားတာရှိပါတယ်เนาะ okay ဒါလေးကကျွန်တော်ကဂရုမာတို့အလွယ်မဲ့လို့ရအောင်ကျွန်တော်ကရှင်းပြပေးရဖြစ်ပါတယ်ရှင့် okay ကျေးဇူးများတင်ပါတယ်ရှင့်